ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းအတွင်းမှာရှိတဲ့မြို့နယ်များမှာလူငယ်များရဲ့မိဘများကိုရုံးကိုခေါ်ယူပြီးတော့စစ်မှုထမ်းမဲများနိုင်ခိုင်းကမဲပေါက်တဲ့လူငယ်များကိုစစ်မှုထမ်းခေါ်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းပြည်ကြီးတကွန်မြို့နယ်မှာမတ်လ12ရက်နေ့က၎င်းမြစ်သားမြို့နယ်မှာမတ်လ14ရက်နေ့နဲ့15ရက်နေ့ဒီမှာ၎င်းကြောက်စဲမြို့နယ်မှာမတ်လ14ရက်နေ့မှာ၎င်းလူငယ်များရဲ့မိဘများကိုကြေးရွာနဲ့ရက်ွက်ရုံးများကိုခေါ်ယူပြီးတော့စစ်မှုထမ်းမဲများနိုင်ခိုင်းနေတယ်လို့သိရပါတယ်မဲပေါက်ရင်အဲ့ဒီမဲပေါက်တဲ့လူငယ်များကို စစ်ထဲကိုစေလွတ်ပါမယ်ဆိုပြီးတော့မိဘကချက်ချင်းဝန်ခံကတိလက်မှတ်ရေးထိုးပြီးလူငယ်များကိုစစ်ထဲဝင်ရန်အသင့်ပြင်ဆင်ခိုင်းနေတယ်လို့သိရပါတယ်။ကြောက်စင်မျိုးနဲ့တကြီးတန်းရက်ကွက်မှာစစ်မှုထမ်းမဲနိုင်ဖို့အတွက်စာရွက်တွေလာဝေပြီးတော့ဒီနေ့မှာမဲနိုင်ခိုင်းတယ်တကြီးတန်းအုပ်ချုပ်ရေးမှုဘုံလုံးငတိကြီးကတော့မဲဘုံကြီးကိုကင်ပြီးတော့မိဘတွေကိုနှိုက်ခိုင်းတယ် မဲပေါက်ရင်မိဘကတခါတည်းကိုယ့်ရဲ့သားကိုစစ်မှုထမ်းတဲ့ကိုဆေလွတ်ပါမယ်ဆိုတဲ့ဝန်ခံကလေးလက်မှတ်ထိုးရတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်စစ်မှုထမ်းမဲများနိုင်ခိုင်းရမှာအများပြည်သူအလုံးရဲ့အရှိမနိုင်ခိုင်းခြင်းဖြစ်ပြီးတော့စစ်မှုထမ်းခေါ်ယူတဲ့ပုံစံပြောင်းလဲတဲ့ပုံစံအယောင်ပြပြီးတော့လှုပ်ဆောင်နေတယ်လို့ပြည်သူများကပြောပါတယ်မြစ်သားမှာမနေ့ကမဲနိုင်ခိုင်းတယ်တချို့ရွာတွေမှာတော့မဲနိုင်ပြီးရွေးတယ်ရွာတော်တော်များများကတော့ အိမ်အထိကိုလာပြီးတော့စစ်သားနဲ့အုပ်ကြီးတွေကလိုက်ဖမ်းပြီးစစ်ထဲကိုတန်းထည့်တာပြေးလည်းမလွတ်ဘူးမပြေးနဲ့ဆိုပြီးတော့အုပ်ကြီးတွေကနေညာမရွေးဝင်ဖမ်းနေတာလို့မြေသားမျိုးပေါ်ကစစ်မှုတန်းခေါ်ဆောင်ခြင်းခံရတဲ့လူငယ်တအူးရဲ့မိခင်ကပြန်လည်ပြောပြထားပါတယ်မြေသားမျိုးကဒေသခံပြည်သူတအူးကတော့ရစ်ကန်ရွာရိုးကန်ရွာတောင်းတွင်းရွာ ညောင်ဝင်းရွာတွေမှာလူငယ်တွေမဲနိုင်ရမယ်ဆိုလို့ရွာပြင်တောတွေထဲမှာလူငယ်တွေထွက်ပြေးနေရပါတယ်လူငယ်တွေမရှိတော့ခြေဝါအုပ်ချုပ်ရေးမှုတွေကသူတို့ကိုယ်တိုင်ပဲမဲတွေနှိုက်ပြီးတော့စည်ရင်တွေယူသွားကြတယ်လို့သတင်းပေးဖို့ပြောကြားထားပါတယ်အချက်မဲ့စစ်ကောင်စီကအခုနောက်ပိုင်းမှာလူငယ်များကိုစစ်မှုထမ်းစည်ရင်မှတ်ပုံတင်ခိုင်းရမှာလူငယ်များထွက်ပြေးပါကမိဘများကိုအရေးယူမယ်ဆိုတဲ့ဝေခန့်ဂရိများကိုပါတဘာတဲ့လက်မှတ်ရေးထိုးခိုင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်းနဲ့ကြောင်းဖြတ်ပြီးတော့အခုညီတောင်းကျင်တာလေးတစ်ခုကတော့ အပ်ဒိတ်ဖြစ်နေတဲ့စီးရင်းနိုင်ငံရေးသတင်းများကိုအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို follow လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ TikTok မှာ follow လေးတစ်ချက်နှိပ်ပေးယူနေတဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်